ငလင်ကြောင့်ကျတော့တပတ်ဆုံးရှုံးလိုက်ရရင်သာမကောင်ဆွေမျိုးတွေကပါစီးစိမ်ဥစားရဲ့အပိုင်စီးတာခံလိုက်ရတဲ့အမျိုးသမီးငလင်ပြီးမှကျတော့တပတ်ကိုဆုံးရှုံးလိုက်ရတဲ့ပြင်ဆွေမျိုးသားချင်းတွေကစီးစိမ်ဥစားရဲ့ကိုအပိုင်စီးတော့တာခံလိုက်ရတာကအခုမြင်နေရတဲ့အမျိုးသမီးမတ်စုလေးခိုင်မဒါကြောင့်လေမတ်စုလေးခိုင်တယောက်တော်တော်လေးကိုပြုံးလဲသွားခဲ့ရပါတယ်အထူးသဖြင့်မတ်စုလေးခိုင်ဟာငလင်ပြီးမှအောက်ကူရတဲ့ခင်မုန်းတဲ့ကိုပါဆုံးရှုံးလိုက်ရတာကြောင့်လေဖြစ်မစိမ့်နိုင်အောင်ဖြစ်နေရတာပါ လူတွေကတော့ငလေးပေးမှာပြင်းထန်ဆုံးလောကရန်ကိုရှင်းဆိုင်လိုက်ရတဲ့မတ်ဆူနေခိုင်ကိုတော်တော်လေးသနာကယူနာတတ်နေကြပါဗျ။အားလုံးသိကြတဲ့အတိုင်းမက်လ20ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလေဟာမြန်မာနိုင်ငံမှာအဆိုးဆုံးတဲ့ဘဝပေါင်းများစွာကိုပျက်စီးစေခဲ့တာပဲဖြစ်ပါတယ်။အားလုံးမမေ့နေကြပဲအတိုင်းမနေ့နေ့ရွှေဆိုရင်ငလင်းပေးမှချဲရတဲ့တမီလေးနှစ်ယောက်နဲ့ခင်မွန်းထဲကိုဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်လေအားလုံးကသနာခင်နာတက်ကြရတာပါ ဒါပေမဲ့လည်းမန္တလေးရွှေမှာမိသားစုကိုဆုံးရှုံးလိုက်ရပြီးမယ်စီးစိမ်ဥစားတွေချန်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းခုမြင်နေရတဲ့မတ်စုလေးခိုင်ကတော့ကလင်ပေးမှာမိသားစုဝင်ကိုသာမကကိုလဲ့အင်ကဆုံးရှုံးခဲ့ရတယ်လို့ကြာရှိတဲ့စီးစိမ်ဥစားချမ်းသာကြွယ်ဝမှုတွေကိုလည်းသူမဆင်းရုံတန်နေစဉ်ဆွေမျိုးသားချင်းမိသင်ကားတွေကအပိုင်စည်းတာခံလိုက်ရတာဖြစ်ပါတယ်။မဆုလီခိုင်ဟာစောပိုင်းမှာတော့ယူရီးယားထောင်းတုပ်တွေရောင်းနေဆိုင်လေးဖွင့်ထားတာဖြစ်ပါတယ်။မဆုလီခိုင်မှာချရတဲ့ခင်မွန်းထဲလေးရှိတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နဲ့နဲ့ဟာတာသမီမရှိပေမဲ့လည်းတာယာပျော်ရွှင်တဲ့ဘဝလေးတည်ဆောက်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမက်ရှလာ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပေးပါတော့မက်ဆူလီခိုင်တို့အိမ်ကပြိုချသွားကခင်မုန်းတဲ့ကတတ်ဆုံးရှုံးသွားရတာဖြစ်ပါတယ်။မက်ဆူလီခိုင်ကိုယ်တိုင်ကလည်းငလင်ကြောင့်အဆောင်ပြိုချမှုမှာညာဘက်ခြေထောက်ကပျက်စီးပုံတွေချမှာပိတ်မိနေတာဖြစ်ကခြေထောက်ကိုဖြတ်တောက်ပြီးမှအသက်ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ ။ဒါကြောင့်လေငလေပေးမှာတော့မဆုလီခိုင်ဟာခင်မုန်းနေကိုဆုံးရှုံးလိုက်ရတယ်လို့ကိုရိုင်းကလည်းခြေထောက်တစ်ဖက်မရှိတဲ့မတန်ဆွမ်းဒုက္ခိတာဖြစ်သွားရတာဖြစ်ပါတယ်။ပိုပြီးတနာဆရာကောင်းတာကမဆုလီခိုင်တယောက်ဆင်းရုံရောက်နေချင်းသူမရဲ့ဆွေမျိုးသားချင်းတွေကတစ္ဆာမဲစွာနဲ့အတွင်းပစ္စည်းတွေလက်ဝတ်ရတနာတွေကို အပိုင်ယူဆောင်သွားကြတာဖြစ်ပါတယ်။မဆုလီခိုင်ရဲ့အဝတ်အစားတွေကိုတော့ပြန်မရတော့ပါဘူး။ဒါကြောင့်လေမဆုလီခိုင်တယောက်တပူပေါ်နှစ်ပူဆင့်ခဲ့ရတာဖြစ်ပါတယ်။ ငလင်ကြောင့်ကင်မောင်းနယ်ကိုဆုံးရှုံးကိုရိုင်းကခြေထောက်ဆုံးရှုံးမတန်ဆွမ်းဒုက္ခိတာဖြစ်သွားချိန်ကိုရဲ့တွင်းပစ္စည်းရွှေငွေရတနာတွေကိုဆွေမျိုးတွေကရှုံငင်သွားပြီးမဆိုပါမှမရှိတော့တဲ့ချိန်လေးဟောင်းတွေးကြည့်မယ်ဆိုရင်ယူလောင်စရာချိန်လေးပါဒါပေမဲ့လည်းမဆုလေးခိုင်ကတော့လုံးဝစိတ်တမ်းမချပါဘူးမဆုလေးခိုင်ဟောင်းခြေထောက်တစ်ဖက်မရှိတော့ပြီမဲ့လည်းခြေထောက်တူနဲ့လမ်းလျှောက်နိုင်မှုကြိုးစားနေတာဖြစ်ပါတယ်ဒါပြင်မဆုလေးခိုင်ဟောင်းအထောက်တုပ်ဆိုင်ကိုဖွင့်မှုလေးစဉ်းစားထားတယ်လို့ဆိုပါတယ် အခုချိန်မှာတော့မတ်စုလေးခိုင်ဟောင်းခြေထောက်တူနဲ့လမ်းလျှောက်ဖို့ကြိုးစားနေရလဲမြင်ရပါတယ်။ဒီလိုလောကရံကိုမတုံလို့တဲ့မတ်စုလေးခိုင်ရဲ့စိတ်တက်ကောင်လေးစားဆောင်လို့ဆိုရပါပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့လည်းမတ်စုလေးခိုင်အတွက်စိတ်ခွန်အားပေးမယ်စကားလေးတွေပြောပြသွားကြပါဦးရှင်။